ေါအောင်ဆန်းစုကြည်မွေးနေ့အတွက်မွေးနေ့ဆုတောင်းစာနဲ့ပန်းပန်ထားတဲ့တပ်ပုံကိုလူမှုကွန်ရက်စာမျက်နှာပေါ်တင်ခဲ့တဲ့မြမတန်နဲ့ရုပ်မြင်သံကြားဝန်ထမ်းမင်းရင်ဖြူကိုစစ်ကောင်စီဘက်မှဖမ်းဆီး KNU နဲ့ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ထိုးစစ်များကစစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတိတိတသာရိုက်ခတ်ထိကပလဲစခန်းကို KNU နဲ့ပူးပေါင်းတပ်ဖွဲ့များမှပြန်လည်သိမ်းပိုက်ဒီနေ့တရက်အတွင်းပဲခူးတိုင်းမင်းလာမြို့နယ်ရန်ကုန်ပြည်ကားလန့်ရှိချမ်းကကြေးရွာလေးရွာကိုစစ်ကောင်စီတပ်မှမိရှို့ဖျက်ဆီးခဲ့ပါတယ် ကျွန်တော်ဒီနေ့ရဲ့သတင်းထူးများကိုစူးစီးဖော်ပြပေးပါတော့မယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါခင်ဗျာဒါဆိုရင်ဆက်လိုက်ရအောင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်မွေးနေ့ဆုတောင်းစာနဲ့ပန်းပန်ထားတဲ့တပ်ပုံကိုလူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့မြမအတန်နဲ့ရုပ်မြင်သံကြားဝန်ထမ်း မနှင်းရင်ဖြူကမနှောင်းနှောင်းကိုစစ်ကောင်စီကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။မနှင်းရင်ဖြူကိုနေပြည်တော်တကုံးမြို့နယ်မှာရှိတဲ့မြမတန်နဲ့ရုပ်မြင်သံကြားဝန်ထမ်းအင်အားမှာပဲပြီးခဲ့တဲ့ဇွန်21ရက်ည7:00နာရီဝန်းကျင်မှာပဲဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီကမနေ့တုန်းကသတင်းထုတ်ပြန်ခဲ့တာပါ။ဒူမဟာဩဂတ်စ်နေ့အမီနဲ့အသုံးပြုတဲ့ Facebook ကောက်မှာဒေါ်အောင်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းစာရေးပြီးနောက်မှာပဲသူ့ကိုဖမ်းဆီးဖို့စစ်ကောင်စီကိုထောက်ခံတဲ့လူမှုကွန်ရက် channel တွေကစက်တိုက်ရေးသားပြောဆိုနေခဲ့ကြတာပါ။ စစ်ကောင်စီဘက်ကတော့မနေ့ရင်ဖြူဟာနိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပြက်ပြားအောင်လူမှုကွန်ရက်ပေါ်မှာလှုံ့ဆော်ခဲ့တယ်လို့ဆိုပြီးတက်ဆိုင်ရာရဲစခန်းမှာအမှုဖွင့်ကထိမ့်သိမ်းထားတယ်လို့ဆိုပါတယ်။မနေ့ရင်ဖြူဟာမြမတန်နဲ့ရုပ်မြင်သံကြားငွေစည်ရင်းဌာနကဖြစ်ပြီးဖမ်းဆီးခံရချိန်ကလေးကမိသားစုနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့လည်းသိရပါတယ်။မွေးနေ့ဆုတောင်းတစ်ခုကြောင့်ညဘက်ဝင်ဖမ်းသွားတယ်။တာမန်ဝန်ထမ်းတယောက်ရဲ့အကောင့်ကတင်တာကိုတငယ်ချင်းဖြစ်နေတဲ့ဝန်ထမ်းချင်းချင်းကမှမတိုင်ရင်ဘယ်သူမှမသိနိုင်တဲ့ကိစ္စပါပဲ။အရင်တည်းကမြမတန်နဲ့ရုပ်မြင်သံကြားက စစ်တပ်ထောက်ခံသူစစ်တပ်အားပေးပါပဲလို့ CDM မှာပါဝင်ထားတဲ့မြမတန်နဲ့ရုပ်မြင်သံကြားဝန်ထမ်းတဦးကပြောပါတယ်။မနေ့ရင်ဖြူပြင်းမန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်ရက်ွက်ကြီးတက်မှာနေထိုင်သူမမိုးမိုးစော်ကိုပါဇွန်လ20ရက်စစ်တနာရီခန့်တွင် စစ်ကောင်စီကဖမ်းဆီးခဲ့ကြောင်းဖူးတွဲထုတ်ပြန်ထားပါသည်။ထမ်းမြန်မာနယ်စစ်တပ်လျှောက်တွင် KNU နှင့်ပူးပေါင်းတပ်ဖွဲ့များကပြင်းပြင်းထန်ထန်ထိုးစစ်ဆင်မှုများကြောင့်စစ်ကောင်စီတပ်ဖွဲ့များထိခိုက်ဒေဆုံးမှုတွေတဖြည်းဖြည်းများလာနေပါသည်။ KNU ထိုးစစ်များဟာစစ်တပ်ရဲ့တောင်ပိုင်းတိုင်းနဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်များကိုတိုက်ရိုက်တက်ရောက်လာပြီးအဲ့ဒီဌာနချုပ်တွေမှာရှိတဲ့စစ်အင်အားတွေဟာမြို့ဝကျွန်းပေါ်ဒေသ၊ကန်ယိုရန်ဒေသနဲ့နေပြည်တော်ထိစပ်ဒေသတွေအထိဖြန့်ကျက်ထားရတာကြောင့်အဲ့ဒီနေရာတွေမှာအင်အားနည်းပါးတယ်လို့ CDM ဗိုလ်ကြီးစင်ရော်ကသူ့မြင်ကိုပြောပါတယ်။ KNU ဟာ NUG လက်အောက်ရှိပြည်သူ့ကာကွယ်ရေးတပ်များအပြင်ကရင်နီနဲ့မွန်တော်လန်ရေးဖွဲ့များနဲ့လည်းပူးပေါင်းဆောင်ရွက်နေတဲ့အခြေအနေရှိတယ်လို့လည်းသိရပါတယ်။မြောက်ပိုင်းညီနောင်ဖွဲ့တွေအပေါ်အပြည့်ရဲ့ရေတရုတ်ရဲ့ဖိအားကြောင့် မြောက်ပိုင်းတွင်ထိုးစစ်ရက်တက်နေချိန်မှာတောင်ပိုင်းမှာ KNU ကစစ်မျက်နှာပြင်ဖွင့်လာတာလားဆိုတဲ့စဉ်းစားချက်တချို့လည်းစစ်ရေးအကဲခတ်သူတွေစီမှာရှိလာပါတယ်။ထိုင်းမြန်မာနယ်စပ်မှာနှစ်ပေါင်း30နီးပါးလက်လွတ်ခဲ့ရတဲ့ထီကပလက်တက်စခန်းကိုမနေ့ဇွန်လ22ရက်ညနေပိုင်းမှာပြန်သိမ်းပိုက်နိုင်ပြီလို့ကရင်မျိုးသားစီယုံ KNU ကဒီနေ့မနေ့ပိုင်းမှာထုတ်ပြန်ပါတယ်။ထီကပလက်စခန်းဒီကော့ကရိတ်မြို့နယ် KNU တပ်မဟာ6ဒူပလာယာခရိုင်တွင်းတည်ရှိပြီးထိုစခန်းကိုကရင်မျိုးသားလူမျိုးရေးတက်မတော် ကရင်မျိုးသားကာကွယ်ရေးတပ်မတော်တို့မှဦးဆောင်ပြီးပြည်သူကာကွယ်ရေးတပ်များမှပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။ဒီစခန်းဟာ KNU တပ်ဖွဲ့တွေမာနယ်ပလောဌာနချုပ်ကနေစုခွာရပြီးနောက်1995ခုနှစ်မေလမှာဌာနချုပ်တည်အဖြစ်ပြောင်းရွှေ့တည်ထောင်ခဲ့ပေမဲ့1996ခုနှစ်ဖေဖော်ဝါရီလမှာပဲမြန်မာစစ်တပ်ကထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုထိကပလဲစခန်းသိမ်းပိုက်ပြီးနောက်ထမ်းမြန်မာနယ်စပ်ကဥက္ကဋ္ဌတီသေးလေနဲ့ဝေါ်လီဗျူဟာကုန်းတို့မှသာစစ်ကောင်စီတပ်တွေကြံရှိတော့ရဲ့လို့ စည်ရည်ရင်မြစ်တချို့ကပြောပါတယ်။သို့တော့ထိုင်းမြန်မာနယ်စပ်တလျှောက်တပ်စခန်းများဆုံးရှုံးမှုနှင့်ပတ်သက်၍စစ်ကောင်စီဘက်ကယနေ့မနက်ဆက်တနာရီအထိတစုံတရာထုတ်ပြန်ကြေညာချက်မရှိသေးပါဘူး။တချို့စည်ရည်သုံးသက်သူများကမာနယ်ပလော့ဒေသရှိစစ်ကောင်စီတပ်ဖွဲ့များနဲ့တပ်စခန်းအလုံးကို KNU နှင့်ပူးပေါင်းတပ်ဖွဲ့များကအပီးအပြက်ဖျက်သိမ်းနိုင်ခဲ့ပြီလို့သုံးသက်ထားကြပါသည်။ ောက်ထပ်သတင်းတပုတ်ကတော့ဘကိုးတိုင်းနောက်ချမ်းမင်းလာမြို့နယ်မှာစစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်နေပြီးဖမ်းဆီးတပ်ဖြတ်ခံရသူ၄ယောက်အပြင်တော်လန်ရေးရဲဘော်၅ယောက်ကြဆုံးခဲ့တယ်လို့သိရပါဗျ။ဇွန်လ20ရက်မနက်စောပိုင်းကဆင်အားချောင်းပေါက်ရွာမှာတဆွဲထားတဲ့စစ်ကောင်စီတပ်ကတော်လန်ရေးတပ်ဖွဲ့ဝင်တွေတရှိရာတောင်ပြက်ကျေးရွာကိုစစ်ကြောင်းထိုးလာချိန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကအများပြားတေဆုံးခဲ့တယ်လို့တော်လန်ရေးရဲဘော်တယောက်လည်းကြဆုံးခဲ့တယ်လို့တာယာဝရီခရိုင်အမှတ်3တပ်ရင်းမှာ တာဝန်ရှိသူတို့ကပြောဆိုထားပါတယ်စစ်သားတွေကအင်အားများပြားနဲ့စစ်ကြောင်းသုံးကြောင်းခွဲတက်လာတာကျွန်တော်တို့ထောင်ထားတဲ့မိုင်းခွင်းထဲရောက်တော့မိုင်းခွဲသွားတယ်အဲ့ဒါကျွန်တော်တို့ရဲအော်တွေကမိုင်းခွဲဘက်ကိုသွားဆောင်နေတယ်နိုင်ရီဝက်လောက်ဆောင်ပြီးအဲ့ဒီနေရာမှာကင်းချပြီးရဲဘော်တွေပြန်လာလိုက်တာအဲ့ဒီမှာစစ်ကြောင်းတစ်ကြောင်းကရွာနောက်ဘက်ကနေပတ်ဝင်လာတယ်ပြီးတော့မိုင်းမိသွားတဲ့စစ်ကြောင်းကရှေ့ဆက်တိုးလာတော့ကျွန်တော်တို့ရဲဘော်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်တာရွာနောက်ဘက်မှစစ်ကြောင်းဝင်လာတာကိုတတိမထားမိတော့အဝိုင်းခံရသလိုဖြစ်သွားရော။ အဲ့ဒါနဲ့ကျွန်တော်တို့ဂျန်နဲ့တစ်ဖွဲ့ဝင်ပြစ်တာရန်သူနဲ့ကအရန်နီးနေတော့ဟိုဘက်အိမ်ဒီဘက်အိမ်လို့ဖြစ်နေတာအဲ့ဒီမှာရန်သူကယင်ရောက်နေတာဆိုတော့သူတို့ဘက်ကယင်ပြစ်တာမှာရဲဘော်တယောက်တိုက်ပွဲမှာကြီထိပြီးကြသွားတယ်လို့ဆိုပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းဖမ်းမိခဲ့တဲ့တော်လန်ရဲရဲော်လေးယောက်ကိုလည်းစစ်တပ်ကညှဉ်းပန်းနှိပ်စက်တပ်ပစ်ခဲ့ပြီးဒီနေ့ထိအလောင်းတွေကောက်ယူလို့မရသေးကြောင်းစစ်ကြောင်းမှုကဆက်လက်ရှင်းပြပါဗါတယ်။တိုက်ပွဲမှာသူတို့ဘက်ကအင်အားသာနေတော့ကျွန်တော်တို့ဘက်မှတစ်ဖွဲ့ကတော့ ဖောက်ထွက်ပြီးနောက်ဆုတ်လာနိုင်ခဲ့တယ်နောက်တစ်ဖွဲ့ကဖောက်ထွက်လာနိုင်တဲ့သူတွေရှိတယ်ရဲဘော်လေးယောက်ကတော့ပြိမိပြီးအဖမ်းခံလိုက်ရတယ်ကျွန်တော်တို့ဖွဲ့တွေဝင်ငယ်ဖို့လောက်တာစစ်ကောင်စီဘက်မှလက်နက်ကြီးတွေနဲ့တောက်လျှောက်ချနေတော့ဘလို့မှဝင်ငယ်လို့မရတဲ့အခြေအနေဖြစ်နေတာအဖမ်းခံလိုက်ရတဲ့ရဲဘော်တွေအခြေအနေသိရအောင်တရုံနဲ့ပထမတစ်ခေါက်ကြည့်တော့ရဲဘော်တွေကိုတူးထောက်ခိုင်းပြီးသူတို့နှိပ်စက်နေတာတွေ့ရတယ်အဲ့ဒါနဲ့ထပ်ဝင်ငယ်ဖို့စူးစမ်းတာလဲဘလို့မှဝင်မရဘူးဖြစ်နေတယ်ခဏလဲကြာရောတရုံနဲ့ထက်ကြည့်တော့ ရဲဘော်တွေကိုတက်ပြီးထားခဲ့တာတွေ့တယ်လို့ဆိုပါရယ်တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်ကတိုက်ပွဲဤရှိကြေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်ပြီးတောင်ပြက်ရွာကိုလည်းမိရှုဖျက်ဆီးခဲ့တယ်လို့ဒေသခံအမျိုးသမီးတယောက်ကပြောပါရယ်မင်းလာမြို့နယ်မှာလက်ရှိစစ်ရေးတင်းမာနေကစစ်ကောင်စီတပ်ကကြေးရွာတွေမှာဝင်ရောက်တက်ဆွဲနေပြီးပြည်သူတွေကိုအပြင်ထွက်ခွင့်မပေးဘဲလူသားတိုင်းဖြစ်ထားရှိတယ်လို့သိရပါရယ်ဇွန်လ16ရက်ကလည်းမင်းလာမြို့နယ်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသဘကိုးတိုင်းစစ်ဌာန ယူဟာနဲ့နှစ်လက်အောက်ခံတရင်တက်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်တပ်ဘက်ကအရာရှိ၃ယောက်ပါဝင်၂၀သေဆုံးပြီးနောက်စစ်တပ်ကပြည်သူတွေရှိတဲ့ခြေရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့နှိမ့်စင်ပစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်တပ်ကဇွန်လ၂၃ရက်ဒီနေ့မှာလဲမင်းလာမြို့ရန်ကုန်ပြည်ကားလမ်းရှေ့ချမ်းကတရန်ချောင်းပေါက်ရွာပါဝင်ရွာပေါင်းရွာကိုမိရှုဖျက်ဆီးနေတယ်လို့သိရပါတယ်။ နောက်ရက်တွေမှာလည်းထူးခြားတဲ့သတင်းအသစ်များကိုဆက်လက်တင်ဆက်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကောင်းသောနေ့လေးဖြစ်ပါစေ